အားလုံးပဲမင်္ဂလာများဖူဖိုးရဲ့ဒီ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့လီဗာပူးတင်ရတော့ဒီအခုတလောပေါ့နော်ဒါနာမည်ထွက်လာဂျာမန်ဘွန်ဒက်လီဂါအတင်းရပလေယာတွေနေပြီးနာမည်ထွက်နေတာပေါ့ကျွန်တော်တို့အခုဆိုလို့ရှိရင်လည်းပထမဦးဆုံးကြီးဒါကျွန်တော် Jeremy Pibon ဆိုလို့ရှိရင်အားလုံး okay ပါပြီပေါ့နော်ဒုတိယဒါကျွန်တော်တို့ Florian Wick ကိုဆိုလို့ရှိရင်လည်းလုံးဝ okay တော့မဲ့အနေထား90 96ရာခိုင်နှုန်းလောက်ဒီတေချာနေလို့ကျွန်တော်ပြောလို့ရပါတယ်အဲ့တော့ ကျွန်တော်အခုဆိုလို့ရှိရင်လည်းဒါနောက်ထပ်ဘွန်ဒက်လီကာကစားသမားလေးတယောက်ပဲပေါ့နော်ကျွန်တော်လီဗာပူးတင်ရအမှန်တကယ်စိတ်ဝင်စားပြီးတော့ဒါပုံကိုရေးဆိုင်ရာတဘောတူညီမှုရဖို့ချဲ့ဆက်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်တင်းနေမှာပေါ်ပြထားတာတွေ့ရပါတယ်ပြီးတော့ဒီကစားသမားလေးကိုဆိုရင်ကျွန်တော်လီဗာပူးတင်တင်းနေမဟုတ်ပဲねတခြားနာမည်ကြီးအတင်းတွေရောဒီအရန်ကျွန်တော်တို့နာမည်ကြီးနေတာဆိုလို့ရှိရင်တော့ချဲစီပေါ့နော်ချဲစီကလည်းကျွန်တော်တို့သူတို့ရဲ့တိုက်စစ်တာနီကိုလက်ဂျက်ဆင်ကတိတ်ပြီးတော့ဟိုပြောမယ်ဆိုလို့ရှိရင်ဒီဆုံးသက်ပိုင်းနေ အားနေတာရဲ့ပြီးတော့ဒီဂိုးရှာလက်ဒီပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဂိုးနဲ့ပတ်သက်ပြီးတော့ဂိုးလက်မရှိတာအကြောင်းပေါ့နော်ဒါကြောင့်မို့လို့ဒါနီကိုလက်ဂျက်စင်နေရာမှာစားထိုးဖို့အတွက်ဒါဒီကစားသမားလေးကိုအသေးတန်ကိုလိုက်နေရဆိုပြီးတော့ကျွန်တော်သတင်းနေရသိရပါတယ်အဲ့တော့ဒါလီဗာပူးနဲ့အပြိုင်ပေါ့နော်အင်္ဂလန်မှာဆိုလို့ရှိရင်ဒါ Chelsea နဲ့ Liverpool နဲ့အပြိုင် Liverpool Chelsea ကဆိုလို့ရှိရင်ဒီကစားသမားလေးကိုကျွန်တော်တို့သူတို့အနေနဲ့ဒီကစားသမားလေးနဲ့အဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကမ္ဘာဝေါ်ကလပ်မတိုင်ကြီး အပိသက်ခေါ်သွားဖို့ရှိရဆိုပြီးတော့လေကျွန်တော်တင်းမှာတွေ့ရပါတယ်အဲ့တော့ကျွန်တော်လီဗာပူးတင်းရတော့ဒီကစားသမားလေးကိုပုပ်ကိုရေးဆိုင်ရာရသဘောတူညီမှုရဖို့အတွက်ကန်လန်းနေပြီဆိုကန်လန်းထားရဆိုပြီးတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီကစားသမားလေးကတော့ကျွန်တော်ဖန်ဘတ်တိုက်စစ်မှုပေါ့နော်ကျွန်တော်ဖန်ဘတ်တိုက်စစ်မှုဒီဂီတိုက်ပေါ့နော်ဤဂီတိုက်ဤဂီတိုက်လို့ဆိုလို့ရှိရင်ကျွန်တော်တို့လီဗာပူးအတင်းရဒါပုပ်ကိုရေးဆိုင်ရာသဘောတူညီမှုရဖို့ကန်လန်းချက်တွေပြုလုပ်ထားရဆိုပြီးတော့အတင်းနေမှာတွေ့ရပါတယ်ကျွန်တော်လီဗာပူးအတင်းရဆိုလို့ရှိရင်လည်း ဒီနေရာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကစားသမား၃ယောက်နဲ့အထက်၄ယောက်လည်းဖြစ်ခြင်းဖြစ်မယ်ပေါ့နော်ခေါ်ယူသွားဖို့ရှိရဆိုပြီးတော့ကျွန်တော်တို့ပတင်းနေမှာတွေ့ရပါတယ်အခုကျွန်တော်နာမည်ကြီးနေတဲ့ကစားသမားတွေနဲ့တော့ကျွန်တော်တို့တရားဝင်ဟိုပုဂ္ဂိုလ်ရေးဆိုင်ရာတချို့သဘောတူညီမှုလည်းဒီမီလောကကနေဆိုရင်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့ Florian Wit ကိစ္စမပြတ်သေးတဲ့အတွက်ဒီဘက်ကိုကျွန်တော်မလှည့်သေးဘူးပေါ့နော် Florian Wit ကိစ္စပြတ်သွားခဲ့မယ်ဆိုရင်တတိယပြစ်မှတ်ကတတိယဦးစားပေးခေါ်ယူမယ် ဒီဘဝရဲ့ဒါဦးစားပေးပြမှတ်ကကျွန်တော်တို့ program ဝတ်ပြီးတာ ਨੇ ဒါမျိုးကကဖြစ်လာမယ်ဆိုပြီးတော့တည်င်းတွေတော်တော်များများပေါ်ပြအခုဒါဒီတည်င်းကလည်းကျွန်တော်တို့ Sky Jamia ပေါ်ပြလာတယ်ဖြစ်ပါတယ် EG တိုက်ကဆိုလို့ရှိရင်အခုအသက်22နှစ်ပဲရှိတယ်ပြင်သစ်ကစားသမားလေးပေါ့နော်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော် DRD ဆိုလို့ရှိရင် ဖလန်ဘတ်ဒီမှာဆိုလို့ရင်ကျွန်တော်ဖလန်ဘတ်ချန်ပီယံလိရဖို့အတွက်ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ကိုသူ့အနေနဲ့ကအများကြီးပံ့ပိုးကူညီခဲ့တာလည်းဖြစ်ပါတယ်။အတက်ငယ်ရွယ်ပဲရှိတယ်ပြီးတော့ဒါတူဦးချင်းကြော်ဖြတ်မှုပိုင်းတွေမှာလည်းကောင်းတယ်။တွက်လက်တယ်ကစားသမားအကောင်အောင်အလောက်မကြီးဘူးပေါ့နော်။ဒါပေမဲ့တွက်လက်တယ်ဒီ iset လို့စတိုင်မျိုးပဲပေါ့နော်။အဲ့လိုပုံစံမျိုးပဲ။ဆုံးသက်ပိုင်းတွေကောင်းတယ်ပြီးတော့ဖန်တီးမှုလည်းရှိတယ်။အဲ့ကြောင့်မို့ဒီဟာဒီမှာသူ့ဖလန်ဘတ်ကိုရောက်လာဆိုလို့ရှိရင်ကျွန်တော်တို့ 2023မဆက်လေး PSG ကနေပြောင်းလာ PSG မှာဆိုလို့ရှိရင်သူနေရာမရလို့ဆိုကြောဒီအဲ့ဒီ2023မဆက်လေးတော့ဆိုလို့ဒုတိယရာသီဘက်မှာသူပြောင်းလာပြီကျွန်တော်တို့16ဘွယ်ကစားလေးကိုတွင်းတော့2ဂိုးဖန်တီးခဲ့တယ်ပေါ့နော်ဒီရာသီမှာဆိုလို့ရှိရင်ကျွန်တော်တို့28ဘွယ်ကစား22ဂိုးတွင်းတော့ကျွန်တော်တို့17 17ဂိုးထိဖန်တီးပေးထားရတယ်ဖြစ်ပါတယ်အသက်ရွယ်အားဖြင့်22နှစ်ပဲရှိတယ်ဒီကစားသမားလေးကိုတကယ်လို့ခေါ်ယူမယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့ဒါ plan ဘက်ကတရားဝင်ဈေးတက်မှတ်ထားတာကျွန်တော်တို့ ယူရိုတန်းတရာပေါင်84 85တန်းဝင်းကျင်ဆိုပြီးတော့ဈေးသတ်မှတ်ထားရလဲဖြစ်ပါတယ်အဲ့တော့ဒီကစားသမားလေးကိုပုံကိုရေးဆိုင်ရာသဘောတူညီမှုရဖို့အတွက်ဒီကဘူကအမှန်တကယ်စူးစမ်းနေတယ်အမှန်တကယ်ကြိုးပမ်းနေတယ်ဆိုပြီးတော့လဲကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့တကယ်လားကောလာဟာလာလားဆိုတာတော့ကျွန်တော်တို့သိကြမသိရဘူးပေါ့လီဗာပူးတင်းကကျွန်တော်တို့အခုဒီလက်တလုံးမှာပေါ့နော်နမယ်ကြီးရင်နမယ်ကြီးတဲ့ကစားသမားနဲ့လုံးဝကွက်တီတကယ်အတီးကြီးလောက်လာဆိုတော့ကျွန်တော်တို့ဘာမှတော့ယတိပြက်ပြောလို့တော့မရသေးဘူးပေါ့နော် အဲ့တော့ဖြစ်ချင်းလဲဖြစ်မယ်မဖြစ်ချင်းလဲမဖြစ်50 50ပေါ့တည်င်းတွေကတော့ဘောလုံးတည်င်းတွေကတော့ဒီလိုပဲကျွန်တော်တို့တင်နေကြတယ်ပေါ့နော်အားလုံးကိုတော့ဟိုလုံးဝဟိုပြောလို့ရာနှောင်းပြီးတော့ယုံကြည်လို့တော့မရဘူးကျွန်တော်တို့လည်းဒီဘောလုံးတည်င်းတွေနာမည်ကြီး website တွေကတင်ပြလာတဲ့ဟာကိုတည်င်းဖြစ်နေတာကိုယ့်အသင်းနဲ့ပတ်သက်ပြီးတော့လာရောက်ပြီးတော့ပြောပြပေးခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့50 50ပေါ့တကယ်လို့ဒါဝင်ညူနဲ့ဒါဒီညရာဒီမှာဒါဝင်ညူနဲ့ထွက်ခွာမယ် ဒီကိုဂျူဒါထွက်ခွာမယ်ဆိုလို့ရှိရင်တိုက်စစ်မှုတယောက်တော့ဝင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်တိုက်စစ်ပိုင်းမှာဒီကိုသွင်းတေချာတဲ့ပြီးတော့လူငယ်တိုက်စစ်မှုတယောက်ပေါ့နော်ဒီအဲ့လိုမျိုးဒီဘဘူးတင်ရအားဖြည့်လာလိမ့်မယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်ဟိုတတင်းနေမှာလဲကျွန်တော်တို့ဒီနေရာဒီကြောင်းရှိမှာဒီဘဘူးတင်ရကစားသမား၄ယောက်လောက်ဒီအနေဆုံးခေါ်သွားဖို့ရှိရဆိုပြီးတော့ကျွန်တော်တို့တွေ့ရပြီးတော့ကျွန်တော်တို့ဒီဘဘူးတင်ရဆိုလို့ရှိရင်ဒီဂျာမန်ဘွတ်တလီကကစားသမားတွေနဲ့အကျိုးပေးတာအကျိုးပေးတယ်ပေါ့နော် ကျွန်တော်တို့ဒီနောက်ပိုင်းခေါ်ယူမှုတွေထဲမှာကြီးလို့ရှိရင်ကျွန်တော်တို့ဒါကိုနာတေးရနေစပြီးတော့ကြီးမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုနာတေးဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင်တော်တော်ကြီးကိုအသားကျသွားပြီပေါ့နော်အရင်ကတော့ဒါမတေးရနေရမှာဒိုက်ရိုက်စားထိုးတာဆိုတော့ကျွန်တော်တို့ဟိုအစင်ဟိုပြောမယ်ဆိုလို့ရှိရင်အစင်ပြေးလိုက်မပြေးလိုက်ဒီလိုမျိုးတော့ရှိတာပေါ့နော်အသားမကျဘာညာရှင်နောက်ပိုင်းတဖြည်းဖြည်းနဲ့ဒါဒီရာဒီဆိုလို့ရှိရင်ကိုနာတေးတော်တော်ကြီးကိုတိုးတက်လာတယ်ကျွန်တော်တွေ့ရပါတယ်နောက်တစ်ယောက်ကကျွန်တော်တို့ Ryan Graban ပတ်နောက်ပြီးတော့ Sophos Line ပေါ့နော်ကျွန်တော်အဆရှိတဲ့ ကစားသမားတွေလီဗာပူးရှိကိုနောက်ပြီးတော့အန်ဒိုပေါ့နော်အန်ဒိုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဈေးနည်းနည်းလေးနဲ့ရခဲ့တဲ့ကစားသမားပေါ့နော်ဒါကျွန်တော်တို့လီဗာပူးအတင်းနဲ့အကျိုးပြုတယ်ပေါ့ဂျာမန်ဘွန်ဒက်လီဂါပလေးယာတွေဆိုလို့ရှိရင်အဲကြောင့်မို့ထင်ပါလေလီဗာပူးအတင်းကဒီဂျာမန်ဘွန်ဒက်လီဂါကိုဘက်ကိုပဲကျွန်တော်တို့လှည့်လာတာမသိပါဘူးနောက်ပြီးတော့ကျွန်တော်တို့လီဗာပူးအတင်းမှာဆိုလို့ရှိရင်ဒီအက်ဇာဒရိုက်ကကျွန်တော်ရစ်ချက်ဝူကဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝဘရိန်ကဆောင်းရမ်းကောင်းတဲ့ဘဲပေါ့နော် သူကကစားသမားတွေကိုလုံးဝမတန်တဆစည်းနဲ့ပေးမခေါ်ဘူး။သူခေါ်ပြီဆိုလို့ရှိရင်လည်းအဲ့ကစားသမားကတကယ်တန်းလန့်ရှိလို့တကယ်လုံးဝ quality player ဖြစ်နေလို့သူခေါ်တာပေါ့နော်။ကျွန်တော်တို့ဘုံမောက်နဲ့ဒါ Richard Wu ဆိုတာကျွန်တော်တို့ဒါဘုံမောက်တစ်ခေတ်ဘုံမောက်နောက်ပိုင်းတိုးတက်လာတဲ့ခင်ဗျာလို့ခေါ်ယူသူ့ရဲ့ခေါ်ယူမှုတွေအများကြီးကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်။ဘုံမောက်မှာဆိုလို့ရှိရင်ခုလို့ Milok Gat တို့တခြားကျွန်တော်တို့ဟို crime bird တို့တခြားကစားသမားတွေလည်းရှိပြီးပါတယ်။အဲ့ဒီလိုမျိုးလူကောင်းတွေဒါဝေးထုတ်ပေးခဲ့တာက ကျွန်တော် Richard Wu ပဲဖြစ်တယ်ပေါ့နော်။အဲကြောင့်မို့လို့ကျွန်တော်တို့ဒါဒီသတင်းကလည်းယတိပြတော့ပြောလို့မရသေးဘူး50 50ကျွန်တော်တို့ဒီသတင်းတွေမှာကျွန်တော်အခုတွေ့ရတာတော့ကျွန်တော်တို့ဒီဘာဘူးတင်ရတရားဝင်ချိတ်ဆက်ထားတဲ့ပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီမှုရဖို့တော့တကယ်လို့ပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီမှုရခဲ့ပြီဆိုရင်နံပါတ်၄ပြစ်မှတ်ကဒီလောကကပ်ပြီးတာနဲ့နံပါတ်၄ဦးစားပေးပြစ်မှတ်ကဒီအတီးတိုက်ဖြစ်လာမယ်ဆိုပြီးတော့လေသတင်းတွေမှာဖော်ပြထားတာတွေ့ရပါတယ်။အဲ့တော့ တကယ်လို့ဒါဒါဝင်နူးနဲ့ဒီကိုကြိုးစားတာထွက်ခွာဖြစ်ခဲ့မယ်နေရာဒီမှာရောင်းရောင်းခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဤဂိတိုက်ကဒီပါဘူးအသင်းနဲ့ဖြစ်လာဖို့အတွက်ဇာကန်တော့များတယ်လို့ကျွန်တော်ထင်ပါတယ်ဗျအဲ့တော့တခြားအသင်းတွေရတယ်ဒီအပြိုင်ဆိုင်ခေါ်ယူဖို့ရှိတယ်ဖြစ်တယ်တော့ဒီပါဘူးကတော့တကယ်လို့ကျင်တော့ကျွန်တော်တို့သူကတော့မြန်မြန်ဆန်ဆန်လောက်တက်တဲ့အသင်းပေါ့နော်ကျွန်တော်တို့အခုလေကျွန်တော်တို့ပြိပတ်တွေပြောရခြင်းလုံးလို့လာမသိဒီရာဒီမှာဆိုအခုမြန်မြန်ဒီဈေးကတော့မဖွင့်သေးဘူး တခြားအသင်းတွေခုမှလှောက်ရှားဖို့ရှိတော်ရှိရယ်လီဗာပူးတင်းရမှာလုံးဝခြေလန်းကျဲကြီးတင်တဲ့ဟိုလုံနေတာလည်းဖြစ်ပါတယ်အဲ့တော့ဟိုတခါလေကျွန်တော်တော့မှဟိုဟာတာအနေနဲ့မြင်မိတာပါတော့ငါတို့တွေကြောဝါကြီးလုံးလို့မြန်ငါတို့ရွယ်ပြီးတော့မြန်တမင်လူတွေဆွတ်ဆက်ခေါ်ပေးနေတာလားမသိဘူးဆိုပြီးတော့မှဒါဟာတာအနေနဲ့ပေါ့ကျွန်တော်စတာပါဘာမှတော့မဟုတ်ဘူးပါတော့အဲ့တော့ဒီကိုအနေနဲ့ရောအီကီတိုက်ကိုဘယ်လိုမြင်လဲပေါ့နော်အီကီတိုက်ကိုဘယ်လိုမြင်လဲအဲ့တော့ကျွန်တော်ကတော့တကယ်လို့ ရောက်လာမယ်ဆိုရင်တော့အခေါ်ဟိုကိုယ့်အတင်းကိုဒီလို talent ရှိတဲ့ player ရောက်လာမယ်ဆိုရင်တော့ကျွန်တော်တို့ကျွန်တော်တို့ကတော့ပြိတ္တတယောက်အနေနဲ့ပျော်တာပေါ့ဗျာဘလိုပဲဖြစ်ဖြစ်ဒါ Liverpool အတင်းနောက်နှစ်မှဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ဟိုတိုးတက်လာတာကိုကျွန်တော်တို့ပိုပြီးတော့မြင်မြင်နေပါတော့ဒီယာဒီမှာဆိုစာပိုင်းယာဒီစာနဲ့ယာဒီခလေလောက်ထိခြေစွမ်းတော်တော်ကောင်းတယ်ပေါ့နော်နောက်ပိုင်းဒီခြေစွမ်းလေးတွေနည်းနည်းရင်းရိုင်လာကျွန်တော်တို့တွေ့ရပါတော့ဒီယာအတ္တိကတော့ဒီကစားသမား လုံလောက်မှုမရှိတဲ့ပြဿနာကြောင့်မို့ဒါပေမဲ့လည်းကျွန်တော်တို့အသင်းကိုကျွန်တော်တို့ဒီဘောပရိသတ်တွေလိုချင်တဲ့အချိန်20မြောက်ချန်ပီယံဖလိုင်းကိုရယူပေးခဲ့တဲ့အတွက်ဒီဘောအသင်းကြီးပြနဲ့ဒီဘောအသင်းသားများအားလုံးကျွန်တော်ပရိသတ်တွေအားရန်ကိုကျေးဇူးတင်တယ်လို့ကျွန်တော်အားလုံးကိုလည်းကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်